တခင်ယေရှုနဲ့သူရဲ့နောက်လိုက်များအပိုင်း၃ရှင်လူကာခရစ်ဝင်ကျမ်းအပိုင်း၁၂အပိုင်းငယ်22မှ34တိုင်းပြည်ကလူတို့ကတခင်ယေရှုရဲ့စကားကိုကြားနာဖို့လာရောက်ကြပါတယ်။နောက်တော့တခင်ယေရှုကမိန့်ပါတယ်။ကြောက်တဲ့နယ်ထင်တဲ့ဟာကိုမကြောက်ပါနဲ့။ကြောက်ရမယ့်အရာကိုပဲကြောက်ပါ။ထိုအထက်လူတယောက်ကဒီလိုပြောပါတယ်။ကျွန်ုပ်မိဘတွေက အမွေတွေကိုထားခဲ့ပါတယ်။ ဒါပေမဲ့အကိုဖြစ်သူကခွဲဝေမပေးပါဘူးထိုသူကရုတ်တရက်ဘာလို့ဒီလိုမေးခွန်းမေးရတာလဲသခင်ယေရှုကခုနကကြောက်ရွံ့ခြင်းအကြောင်းကိုပြောနေတော့ထိုသူက သူ့ရဲ့ကြောက်ရွံ့တဲ့အရာကိုပြောဆိုပုံရပါတယ်ထိုသူက စီးစင်ဥစ္စာများစွာမရရှိမှကို ကြောက်ပုံရပါတယ်ဒါပေမဲ့စီးစင်ဥစ္စာမရရှိမှကိုကြောက်တာက ထိုသူအတွက်ပဲမဟုတ်ပါဘူး ထိုကြောက်ရွံ့ခြင်းကအားလုံးအတွက်ပဲဖြစ်ပါလိမ့်မယ်။ကျွန်ုပ်ချမ်းသာမှုတွေက မတိုးပဲရော့သွားရင်ကောဒါမှမဟုတ်ပျောက်သွားရင်ဘာဖြစ်မလဲ။အဲဒီလိုကြောက်ရွံ့နေတဲ့သူတွေကို သခင်ယေရှုကဒီလိုပြောခဲ့တယ်။အဝေးအစားစားနပ်ရိက္ခာနဲ့အမိုးအကာတွေက လူတွေအတွက်အရေးကြီးတဲ့အရာတွေဆိုတာကိုတော့သိပါတယ်။ဒါပေမဲ့ဘလို့စားမလဲဘလို့ဝတ်မလဲဆိုပြီးတင်းရဲ့ဘဝကိုစိတ်ပူမနေပါနဲ့ ထိုးနောက်လက်ကွင်းထဲမှာပွင့်နေတဲ့ပန်းပွင့်များနဲ့ပြန်ဝဲနေတဲ့ငှက်များကိုကြည့်ကသခင်ယေရှုကမိန်ပါတယ်။ကောင်းကင်မှာပြန်ဝဲနေတဲ့ငှက်များကိုကြည့်ပြီးဆင်ဆင်ဆင်ချင်ကြည့်ပါ။ကြည်ကဲများကသူတို့ကိုဘယ်သူမှမမွေးပါဘူး။သူတို့အတွက်အိမ်ဆောင်ပေးမယ်သူလည်းမရှိပါဘူး။ကောက်ပန်းတိနဲ့များကိုတင်ဆေးပေးမယ်သူလည်းမရှိပါဘူး။လီလီပန်းများကိုကြည့်ပါဘသူကမှဖန်ဆင်းထားတာမဟုတ်ပဲသူတို့ကအလွန်လှပပါတယ် ဖရာသခင်ကအားလုံးကိုပြုစုပြောထောင်ပေးခဲ့ပါတယ်။လူတို့ကိုကြည်ပါသခင်ယေရှုကမိန့်ပါတယ်။ဒါပေမဲ့ဖရာသခင်ကငှက်တွေပန်းတွေကိုတံပိုးထားတာထက်သင်တို့ကိုပိုပြီးတံပိုးထားပါတယ်။ဒါကြောင့်သင်ကစားတာတောက်တာတွေအတွက်စိတ်မပူပါနဲ့။ကျွန်တော်တို့ကကျွန်တော်တို့ဘာစားမလဲတောက်မလဲဆိုတဲ့အကြောင်းမစင်စားခင်ဖရာသခင်အလိုရှိတဲ့အရာကိုစင်စားသင့်ပါတယ်။ တခင်ယေရှုရဲ့စကားကိုကြားတဲ့အခါလူအချို့ကခေါင်းငိမ့်ကြပါတယ်။ဒါပေမဲ့အများအပြားကတော့အစာအသောက်အတွက်စိုးရိမ်နေကြပါတယ်။ဒါကြောင့်တခင်ယေရှုကမိန့်တော်မူတယ်။ဖိယသခင်ရဲ့နိုင်ငံတော်ကိုရှေးဦးစွာတွားရတဲ့သူအရေးအတွက်အလွန်နေပေမဲ့မစိုးရိမ်ကြပါနဲ့။တင်ရှားနေတဲ့ဖိယသခင်ရဲ့နိုင်ငံတော်ကို ဝင်ရောက်စေဖို့အတွက်ဖိယသခင်ကနှစ်သက်တော်မူပါလိမ့်မယ်။ အတဲပစ္စုပန်မှာလူတို့ကငွေအိမ်တွေအဝေးအစားနဲ့အစားအစာလိုမျိုးမြင်ရတဲ့အရာတွေဆုံးရှုံးမှာကိုကြောက်ရွံ့ကြပါတယ်။ဒါကြောင့်သူတို့ကသူတို့ရဲ့ဘဝအတွက်စ조사နေရင်းနဲ့တခါတရံမှာစိုးရိမ်စရာတွေအများကြီးရှိလာတယ်။တခင်ယေရှုကမိန့်တယ်။မစိုးရိမ်နဲ့ဖခင်သခင်ကကောင်းကင်ညံ့များကိုအစာကျွေးပြီးလယ်ကွင်းပြင်မှာ ပွမ်းပွင့်များကိုလှပစွာဆင်မြန်းစေပါတယ်။ဒါကြောင့်အရှိရင်သားသမီးများဖြစ်တဲ့ကျွန်တော်တို့ကစိုးရိမ်ခြင်းထက်ဖရာသခင်ကိုယုံကြည်ရမယ်မဟုတ်လား။ကျွန်တော်တို့ကအရာခသိန်းကိုဖရာသခင်အံ့နံပြီးဖရာသခင်ကိုကျေးဇူးတင်ရှိပြီးကိုရောနှစ်သက်တဲ့အရာကိုလှူဆောင်ပါကကျွန်တော်တို့လိုအပ်သမျှကို ကိုရောကဖြည့်ဆည်းပေးပါလိမ့်မယ်။